ငှက်တွေထဲမှာကြီးကန်းနဲ့ဈီးခွက်မတည့်ဘူးဆိုတာသိကြလိမ့်မယ်နော်ဒါကြောင့်မို့လို့ကြီးကန်းကနေထွက်ဈီးခွက်ကညမှာထွက်သူတို့နှစ်ကောင်တွေ့လို့ရှိရင်တကောင်တကောင်လက်စားချေကြမှာဖြစ်တယ်ဘောတကောင်နဲ့တကောင်မတည့်ကြဘူးသူတို့ရဲ့အမုန်းဟာကဘာဥရေဟာစလာတဲ့အမုန်းတရားလို့ဆိုတယ်နော်ခုမှဖြစ်လာတဲ့အမုန်းတရားမဟုတ်ဘူးကဘာဥရေအမုန်းလာကြတယ် ဘလို့ဖြစ်တုံလို့ဆိုကဘာဥကာလမှာခြေလေးကြောင်ရှိတဲ့တားကောင်လေးကခြင်းလေးကိုမင်းအဖြစ်တင်မြောက်ကြခေါင်းဆောင်အဖြစ်တင်မြောက်ကြတယ်ပေါ့ငှက်တွေတဲကလည်းပဲထို့တူပဲရွေးကြတယ်ရွေးတဲ့အခါကျတော့ဈီးခွက်ဆိုတာကိုငှက်တွေကတော်တော်သဘောကျပညာရှိတယ်ဆိုပြီးတော့ဈီးခွက်ကိုခေါင်းဆောင်တင်မို့ရွေးကြတယ် ရွေးတဲ့အခါမှာကြံတဲ့ငှက်တွေကကန့်ွက်မဲ့ကောင်းမရှိဘူးအဲ့ဒီထဲမှာဘသူကကန့်ွက်တော့ဆိုချီကန်းကကန့်ွက်စီးကွက်ကိုခေါင်းဆောင်တင်လာတော့သူမကျင့်နဲ့ပါဘူးတဲ့ဘာဖြစ်လို့လို့ဆိုလို့ရှိရင်ငှက်တွေကိုပြောတာခမရတို့ပဲစဉ်းစားကြည့်ပါတဲ့စီးကွက်ဆိုတာဟာစိတ်မဆိုးတာတောင်မှမျက်လုံးကြီးကပြူးပြူးချင်းတဲ့သူများစိတ်ဆိုးရင်ကျွတ်တို့ဘလို့နေချမလို့ စိတ်မဆိုးတဲ့မျက်နှာပဲကြည့်60အကောင်းနဲ့မျက်လုံးပြူးနေတယ်ကထန်ကုတ်တော်ဂရိတ္တိသူများဒေါသထွင်ကျွတ်တို့ဘယ်လိုလုပ်နေရမရောဆိုပြီးကန့်ွက်ကန့်ွက်ရပါမလားလို့စီးွက်ကမကျေနပ်မကျေနပ်လို့ခြေကန်းကိုထိုးစိတ်ခြေကန်းနဲ့စီးွက်ကိုပြန်ထိုးစိတ်ဆိုခြေကန်းနဲ့စီးွက်ဟာကဘာဥရေရံပဲကြီးဖြစ်သွားကြတယ် ကြံနေငှက်တွေကတော့ကဲမင်းတို့ဘာဒီရံဖြစ်ခြင်းဖြစ်ကြတော့ဆိုပြီးတော့ဟင်းသားကိုခေါင်းဆောင်တင်လိုက်ကြပဲဒီဇာလန်းရှိเนาะအဲ့ဒါလည်းမှတ်လို့သတ်လို့တဲ့ဘဝသင်္ကန်းစာတစ်ခုပဲ